အင်္ဂလန်ဘောလုံးသမိုင်းမှာအကြီးအမားဆုံးသစ္စာဖောက်9ယောက်နံပါတ်9ရီယိုဖာရီနန်ဖာရီနန်2002ခုနှစ်မှာပေါင်သန်း30နဲ့မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပြီးတော့အဲဒီကကမ္ဘာတံမိုးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့ပါပြီလီယာအိုင်းနစ်ကဘန်ဒါကြီးအချက်တင်းနဲ့ရင်ဆိုင်နေရပြီးတော့ဖာရီနန်ကိုရောင်းချဖို့ဖီအားပေးခံခဲ့ရပေမဲ့ပြိုင်ဘက်အသင်းပြစ်တဲ့ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ခြင်းဟာလီပရိသတ်တွေကိုအကြီးအကျယ်ဒေါသထွက်စေခဲ့ပြီးတော့ကလပ်ပေါ်သစ္စာဖောက်တယ်လို့ခံစားစီခဲ့ရပါတယ်နံပါတ်6ဖရန့်လမ်ဘတ် ဗမ်မတ်ကဝါစန်အသင်းနဲ့မိသားစုဆက်နွယ်မှုရှိခဲ့ပေမဲ့ပြိသက်တွေနဲ့ဆက်ဆံရေးအခက်အခဲရှိနေခဲ့ပြီးတော့သူ့ရဲ့ကိုယ်လေးချိန်ကိုလောင်ပြောင်ခံခဲ့ရမျိုးလည်းရှိခဲ့ပါသည်။သူက2000ခုနှစ်မှာချယ်ဆီကိုပြောင်းရွှေ့ခဲ့ပြီးတော့ချယ်ဆီရဲ့အဓိကဂန်နဝင်ကစားသမားဖြစ်အောင်မြင်ခဲ့ပါသည်။နံပါတ်5နီဘာမီဘာမီက2000ပြည့်နှစ်မှာလီဗာပူးနဲ့အေဗာဒန်တို့ကြားမျိုးကံပြိုင်မဲ့နှစ်သင်းကြားကနှစ်ပေါင်း42နှစ်အတွင်းပထမအဦးဆုံးတိုက်ရိုက်ပြောင်းရွှေ့ခဲ့သူဖြစ်ခဲ့ပါသည်။အေဗာဒန်ပြည်သက်တွေကဒီလိုစီးချကြော်လွန်မှုကိုခွင့်မလွတ်နိုင်ပေသူ့ကိုမုန်းတီးခဲ့ကြပါတယ် ဘာမီယာလေဘာဘူးမှာသူ့ရဲ့ကစားသမားဘဝတလျှောက်အဓိကဖလား၄လုံးကိုရရှိခဲ့ပေမဲ့အေဗာရန်ကွင်းပရိသတ်များရဲ့တက်စဖောက်အဖြစ်ဆွေးမြေ့ခဲ့ပါရီနံပါတ်၄မိုက်ကယ်အိုဝင်အိုဝင်ကလေဘာဘူးအတွက်နှစ်ပေါင်းများစွာကစားခဲ့တဲ့သူရဲ့ကောင်ဖြစ်ခဲ့ပေမဲ့၂၀၀၉ခုနှစ်မှာပြိုင်ဘက်အသင်းဖြစ်တဲ့မန်ယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ခြင်းဟာလေဘာဘူးပရိသတ်ရဲ့စိတ်ဓာတ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါရီရီယယ်မက်ဒရစ်နဲ့နယူကာဆယ်မှာဂျာဂန်ကစားခဲ့ဘူးပေမဲ့တရိုက်ပြိုင်ဘက်အသင်းကိုပြောင်းရွှေ့ခဲ့တာကိုတော့ခွင့်လွှတ်နိုင်ခြင်းမရှိခဲ့ပါဘူးနံပါတ်၃မိုဂျိုစတွန် ဂျွန်စတုန်ကသူ့ရဲ့ကစားသမားဘဝအစောပိုင်းမှာသူ့အသေးအကျော်ဆဲတင်မှာကစားခဲ့ပြီးပြင်သစ်ကိုထွက်ခွာခဲ့ပြီးတော့1989ခုနှစ်မှာစကော့တလန်ကိုပြန်လာချိန်မှာဆဲတင်အတွက်ပဲကစားမယ်လို့လူသိရှင်များကြေညာခဲ့ပါတယ်။ဒါမဲ့လည်းရဲတပ်ဘက်အနေငယ်ကြားတဲ့ခါမှာပဲ Ranger ကိုပြောင်းရွှေ့ဖို့အတွက်မထင်မဖိနဲ့ဆုံးဖြတ်ခဲ့တာကြောင့်မလို့ဆဲတင်ပြည်သက်တည်းရဲ့အကြီးကျယ်မုန်းတီးခြင်းကိုခံခဲ့ရပါတယ်။နံပါတ်1 Ashley Cole ကိုကအာဆင်နယ်ရဲ့တသက်တာပြည်သက်ဖြစ်ခဲ့ပေမဲ့2006ခုနှစ်မှာ Chelsea ကိုအငင်းပွားပွဲပြောင်းရွှေ့ခဲ့ပါတယ်။ သူရဲ့ပြောင်းရွှေ့မှုကတရမွေညှိနှိုင်းမှုဖြစ်ရက်နဲ့လုံထွေးခဲ့ပြီးချဲစီအရာရှိရင်လည်းလှုပ်ဝက်တွေးဆောင်ခဲ့တာကြောင့်မလို့အာဆင်နယ်ပရိသတ်တွေကသူ့ကိုခါရှေးဆိုပြီးတော့ခေါ်ဝေါ်ခဲ့ကြပါတယ်။အာဆင်နယ်ကတပတ်ကိုပေါင်9500တောင်သာပေးဖို့အတွက်ကမ်းလှမ်းခဲ့ရမှာကိုကသူ့ရဲ့ကိုယ်ရေးအဓိပ္ပာယ်မှာဒီကမ်းလှမ်းမှုကိုကြားတဲ့အခါမှာကာမတော်ရစာဖြစ်လို့ဏီပါဖြစ်ခဲ့ရတယ်လို့យေးသားခဲ့ပြီးတော့လာစာနှစ်စာဏီပါပို့ရတဲ့ချဲစီကိုပြောင်းရွှေ့ခဲ့ခြင်းဟာငွေကြေးကိုဦးစားပေးရလို့အပြစ်တင်ခံခဲ့ရပါတယ်။နံပါတ်1စိုးကံပဲ။ ကမ်ဘီယာစပါသင်းရဲ့အသင်းကောင်းဆောင်ဖြစ်ပြီးတော့ကလပ်အတွက်10စုနှစ်နီးပါးကစားခဲ့သူဖြစ်ပါရီသူက2000ခုနှစ်မှာစာချုပ်ကုံဆုံးတဲ့အခါမှာဘော့စမန်ရူလင်းကိုအသုံးပြုပြီးတော့ပြိုင်ဘက်အသင်းဖြစ်တဲ့မြောက်လန်ဒန်အာဆင်နယ်ကိုအလိုပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့သွားခဲ့ခြင်းဟာစပါပရိသတ်တွေအတွက်အကြီးမားဆုံးသစ္စာဖောက်မှုပဲဖြစ်ပါရီ